အဲဒီဝါကျလေးတွေကိုဘာသာပြန်ကြည့်အောင်နော်တချင်းနားထောင်ရင်းနဲ့စဉ်းစားဖြစ်တာလေးတွေပေါ့နော်အဲဒါလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအတူတူလေ့လာကြအောင်နော်ဒီတချင်းတွေနဲ့ငါတို့ကြီးလာခဲ့တာအဲကိုနားထောင်ဦးတဲ့တချင်းကြာတော့ကိုပြန်ပြောမှာပေါ့နော်ဒီတချင်းတွေနဲ့ငါတို့ကြီးခဲ့တာအဲ့ဆိုဘယ်လိုပြောအောင်အဲ့ဆိုရင် we we g r e w grew we grew up ကြီးခဲ့တာဆိုရင် we grew up လို့ပြောရအောင်နော် we grew up we with these these hit sounds hit sounds uh ပေါက်တဲ့သင်းတွေပေါ့နော် hit sound ဆိုတဲ့အဓိပ္ပာယ်ပေါက်တဲ့သင်းတွေဒီသင်းတွေနဲ့ငါတို့ကြီးခဲ့တာ we grew up with these hit sounds ဒီသင်းတွေနဲ့ငါတို့ကြီးခဲ့တာဟုတ်ပြီနောက်တစ်ခုအရင်တော့ကဒီသင်းတွေကနေရာတိုင်းပဲအရင်တော့ကဘယ်လိုပြောအောင်လဲ လလပါပါလေးပြောလို့ရတယ် back in the day back in the day အရင်တုန်းကဒီခြင်းတွေကနေရာတိုင်းပဲဆိုရင် these sounds these s o n g s sounds ကဟာလာ plural form ဖြစ်တဲ့အတွက်ကြောင့်လို့ these sound တာ this ဆိုရင် တခု these ဆိုရင်အများ these sounds were back in the back in the day these sounds were everywhere near <coughs> me every everywhere ဒီချင်းရနေရတိုင်းပဲဟုတ်လားနောက်တစ်ခုဒီသချင်းတွေကငါတို့ငယ်ဘဝအမှတ်တရတွေကိုပြန်သတိရစေတယ်အဲဆိုရင်ဘယ်ပြောင်းလဲဆိုရင် <coughs> these sounds these sounds Then the is bring back. Bring back so many memories. Bring back so many M E M O R I E S memories. These sounds bring back so many memories from our youth. From our youth. Maria နာရီရပြန်တရီရစေတယ် these sounds bring back so many memories from our youth အဲ့လိုပြောရနော်မတော်ငယ်တုန်းကဒီသင်းတွေကအရန်ပေါက်တာအဲ့လိုပြောဟလာအဲ့ဆိုရင် these sounds these sounds were very popular p o p u l a r very popular these sounds were very popular အရုံငယ်တုန်းကဆိုရင် during during our younger days. Our younger days. During our younger days. A little bit, yeah, These songs were very popular during our younger days. I don't know, I'm about to ဟုတ်ပြီနားလည်းမထင်ပါဘူးเนาะပုံမှန်မိတော့နောက်ခါတော့ဆိုကြအောင်ဒီချင်းတွေနဲ့ငါငါတို့ကြီးပြင်းလာခဲ့တာ we grew up with these hit sounds hit sounds ဒီတော့ဒီချင်းနေကနေရာတိုင်းပဲ back in the day these sounds were everywhere where everywhere ဒီချင်းနေကငါတို့ငယ်ဘဝကအမှန်တရားကိုပြန်သတိရစေ these sounds bring back so many memories from our youth ငါတို့ငယ်ငယ်တုန်းကဒီချင်းတွေကအရင်ပေါက်ခဲ့တာ these sounds were very popular during our younger days တော့အင်္ဂလိပ်စကားနည်းစကားပြောပိုင်ဖို့ဆိုတာကဒီ phrases တွေကိုများများပိုင်ဖို့လိုတယ်ပေါ့ဥပမာထားပါတော့ grew up with အဲ being back in the day ဒါမျိုးလေးတွေ့ကြရမယ်တလုံးကြီးစီမကြရအောင်အတွဲလိုက်ကြရမယ်เนาะအဲပြီးတော့ bring back bring back bring back so many memories လို့တွေ့ကြရမယ်เนาะ from our youth အဲအဲ့လိုမျိုးစကယ်စုလိုက်စကယ်စုစကယ်စုတွေနဲ့သူကဖွဲ့စည်းထားတာเนาะဘာကြောက်ရလဲဆိုတာဒီလိုစကယ်စုတွေနဲ့ဖွဲ့စည်းထားလူစကားစုတွေဒါပိုင်မယ်ဆိုရင် sentence တချောင်းတိစောရပြောရတာမခတ်တော့ပြီးရင် during our younger days အဲ့လိုမျိုးစကားစုလေးတွေကိုတစ်ခါလေးတွဲကြထားရမယ်နော်ဒီဝါကြလေးကိုဘာသာပြန်ကြည့်အောင်နော်အသက်ငယ်တုန်းပတ်စံမရှိတာရတယ်ဒါပေမဲ့အသက်ကြီးရင်ပတ်စံမရှိပြမရမြန်မာလိုကနေအင်္ဂလိပ်လိုဒါဘာသာပြန်တစ်ခါလေးကြာရင်ဓာတ်ရိုက်ဘာသာပြန်လို့မရဘူးဓာတ်ရိုက်ကြီးပြန်လို့မရဘူးနော်အဲဘာသာစကားမှာသူ့ဘာသာစကားနဲ့သူ့အသူ့အထားလေးတွေသူရှိတယ်ဒါဆိုရင်ဒီမြန်မာဝါကြမှာပြုလုပ်သူကတ္တာကိုဖျောက်ပြေးထားတာဒါပေမဲ့အင်္ဂလိပ်စာမှာတော့ဖျောက်ပြေးလို့မရအောင်နော်အဲ့ဆိုရင်အနည်းဆက်ဆုံးဘယ်လိုဘာသာပြန်လို့ရမလဲဆိုရင် အသက်ငယ်တော့ပတ်စံမရှိပဲရရဲဆိုရင် you can be young ဒီလိုပြောလို့ရ you can be young without money without money ပတ်စံမရှိပဲအသက်ငယ်လို့ရတယ်အဲ့လိုပေါ့နော်ဒါရိုက်ဘာသာပြန်မယ်ဆိုရင်တော့အဲ့ဆိုရင်အသက်ငယ်တော့ပတ်စံမရှိတာရတယ်အတူတူပဲနော် but I mean you can be old you can't be old without it အဲပတ်စံမရှိဘဲနဲ့တော့အသက်ကြီးလို့မရအောင်အဲကြတော့အသက်ကြီးရင်ပတ်စံမရှိဘဲမရအောင်ပေါ့နော်အမလိုစီလောင်ပြန်လိုက်တာဟုတ်ပြီနောက်ထပ်ဘလို့ရေးလို့ရသေးလဲဆိုရင်ဒီလိုရေးလို့ရသေးတယ်အဲအသက်ငယ်တုန်းမင်းငယ်တုန်းမှာဟလာပတ်စံမရှိဘဲနေရတာအဆင်ပြေတယ်အဲ့ဆိုရင်ဘလို့ပြောမလဲ it is okay. It is okay. Well, no, it is easy. It is easy to live the other. But that means you without money. Without money. when you are yen. When you are yen. When you are yen is okay it's easy to live without money but i mean the อันตัดจีไลน์เนาะဟလားပတ်စံမရှိပဲအသက်ရှင်ရည်ဖို့ခတ်တယ်ခတ်တယ်ဆိုတော့ but it is difficult difficult The တမမ hard it is hard to အသက်ရှင်ရည်ဖို့ဆိုရင် survive ဒီမှာ live Don't be သုံးပြီးသွားလို့နောက်ဒီမှာ live ထပ်ပြီးတော့မသုံးချင်ဘူးကိုယ့် focus ကကြွယ်ဝအောင်ပြချင်တာပါ အဲကြောင့်မတူအောင်သုံးလိုက် survive s u r v i v to survive ပစံမရှိပဲဆိုတော့ without many မြင်တဲ့ကြီးတဲ့ခါဆို when you are old အဲကြောင့်ကိုကလေဘာသာစကားကိုကြွယ်ဝရင်ကြွယ်ဝတယ်လို့မျိုးဒီလိုမျိုးရေးလို့ရတယ်နော်အပွားလို့ရေးလို့ရရအောက်ကရေးလို့ရအတူတူပဲအဓိကဒီလိုမျိုး ဟုတ်လားမြန်မာလိုရေးထားတာကိုဒီလိုမျိုးဘာသာပြန်တက်ဖို့ဆိုတာကကျတော့သူကစာဖအားလိုတယ်စာမျက်မှောက်ဖတ်မှဒီလိုမျိုးပြန်တက်မှာနော်အဲနားလည်မို့ထင်ပါလဲအဲဘာသာစကားမှာအမှတ်ထားမှာတိုက်ကြီးဘာသာပြန်လို့မရဘူးသူအထာလေးနဲ့သူရှိတယ် language အထာပေါ့နော်အဲ့ဒါဆိုတာကသူကဘယ်ကနေသိလို့ရမလဲဆိုရင်စာမျက်မှောက်ဖတ်ခြင်းမှာပဲသိလို့ရမယ်နော်သူကကျတော့ဟိုဟိုဖြက်လန်းမရှိဘူးပေါ့နော်အဲအမြန်ဒါမျိုးတွေတက်ခြင်းလို့မရဘူးသူကအဓိကဒီစာမျက်မှောက်ဖတ်ပြီးအတွေ့အကြုံများများယူပြီးမှပဲ လေ့လာလို့ရမှာပေါ့နော်အဲနားလည်မို့ထင်ပါတယ်ဒီအဲဒီစာလေးကလိုင်းပေါ်မှာတို့ရဲ့စာလေးပေါ့နော်ရေးရတယ်အားကြောင့်ဘာသာပြန်ကြည့်အောင်အတူတူနော်တာကြီးငါမူးတွေလို့လာခေါ်ပေးအောင်ဟလာတာကြီးဆိုတာဒါအဲအင်္ဂလိပ်လို bro ပေါ့ bro အာမူးတွေလို့လာခေါ်ပေးအောင်လာခေါ်ပေးအောင်ဆိုရင်အဲ့လိုမျိုးပေါ့နော်တယောက်ယောက်ကိုလာခေါ်ခိုင်းနေကြုတ်ခိုင်းနေဆိုရင် pick up လာခေါ်ပေးအောင်ဆိုရင် bro come and Bago lako abi yung pick me up. Come and pick me up. Ah, muni lo. Ah, muni lo. Da, jao miya jali. Because. B C A U S E because I'm drunk. Mura drunk, no, because I'm drunk. Bro, come and pick me up because I'm drunk. Eh, that's a good high. Hello. See ya, ဟလာ reply မပြန်ထားလို့နေမှာပေါ့သူဆက်ပို့ထားရင်မလာနဲ့တော့တဲ့ငါအိမ်ရောက်ပြီအဲ့ဒါဆိုဘယ်လိုပြောအောင်မလာနဲ့တော့ဆိုရင် no need to come လာဘူးလို့တော့ပေါ့နော် no need to come မလာတော့နဲ့ you don't need to come အဲ့လိုပြောလိုက်ရအောင်နော် no need to come မလာနဲ့တော့ငါအိမ်ရောက်ပြီအိမ်ရောက်သွားပြီဆိုရင် i've i have it တို့ကနော် i've already i've already arrived 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 တမို့ reached ဟာလာ i've already arrived home အဲ့ရောက်ပြီပေါ့နော်အဲ့မှာသူကပြန်ပို့တယ်အဲဒီစာဒီစာကိုပို့တာမနက်ခင်းအစောကြီး2နာရီ2 am အဲ့တော့အိမ်ရောက်ပြီမူးပြီးတော့အိတ်အိတ်ရထားတာဒါမနက်ခင်း7နာရီခွဲ am ပို့တာ ကြာမှာသူကပြန်ပြီး reply ပြန်ပေးတယ်။မင်းကိုအိမ်လိုက်ပို့တာငါဟာ။အဲ့ဆိုရင်ဘယ်လိုပြောမင်းကအိမ်လိုက်ပို့တာငါမင်းကိုအိမ်လိုက်ပို့ခဲ့တာဆိုရင် I အဲ့မှာ तू က move move နေလို့လမ်းမလျှောက်နိုင်လို့ကိုကအဲ့လိုတွဲခေါ်ပြီးတော့ပို့တယ်ဆိုရင် brain နဲ့တောင်းရတယ်နော်။ဖြစ်ပြီးသွားပြီဆို brought I brought brain brought brought bringing လေ I brought ပြရော UGHD brought I brought you home ဒါ तू อ่ะလမ်းမလျှောက်နိုင်လို့တွဲခေါ်ပြီးပို့ရဲဆိုရင် brought i brought you home ဒါလေးကိုသိစေချင်လို့အဓိကနော်ဒီအသုံးလေးကိုသိစေချင်လို့ i brought you home ကိုကသူ့ကိုကားနဲ့မောင်းပြီးလိုက်ပို့ရဲဆိုရင်တော့ i drove drive you have to drove i drove you home အမေလိုက်ပို့နောက်တစ်ခု i took you home တောင်းလိုက်ရတယ်နော် i took you home. ဟုတ် I took you home လာဒီတိုင်းပို့တာပေါ့နော်အအဓိကနားမလျှောက်နိုင်လို့တွဲခေါ်ပို့တယ်ဆိုရင်တော့ဒီစကလုံးကအကောင်းဆုံးပဲ I brought you home အဲနားလည်းမလို့ထင်ပါရဲ့နော်အဲ့လိုမျိုးမနော်ဘာလာပြန်နေဆိုတာက language မှာသူ့အထာနဲ့သူရှိရဒါလေးကိုသိထားဖို့လိုတာပေါ့နော်ဒီလိုမျိုးအထာတိဖို့ဆိုတော့ကျစာမများဖတ်ဖို့လိုတာပေါ့နော်။အဲနားလည်မထင်ပါဘူး။ဒီဗီဒီယိုလေးအကျိုးရှိစေချင်ခေါမမှာ yes လို့မှတ်ခဲ့ပြပါနော်။ဒီနေ့တော့လောက်ပါ။ That's all for it. Thanks for watching. Bye bye.